်မင်္ဂလာပါဒီညမှာကံပဲ UEFA Champion League ရဲ့အသင်းကြီးတပွဲကိုခမသုံးသက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်စလာဘီယာဘာဟာနဲ့အာဆင်နယ်ကျွန်တော်လိုတိုရှင်လေးပဲခမသုံးသက်ပေးသွားပါမယ်ဒီနှစ်သင်း Hub to Hub တွေ့ဆုံမှု2021တောက်2021လောက်တုန်းကပဲရှိထားပါတယ်တပွဲတည်းရလက်ထွက်ထားပါတယ်တပွဲကတော့အာဆင်နယ်ဂိုးပြတ်နိုင်ခဲ့ပါတယ်ဗျာ ကျွန်တော်အရင်ဆုံးပြောချင်တာကတော့တော်တော်သတိထားရမယ့်ပွဲဖြစ်ပါတယ်။ဘူဂီတွေတော်တော်လေးဝေဝေဝါဖြစ်အောင်ဒါလှုပ်ထားတဲ့ပွဲတစ်ပွဲပါပဲဗျ။ဟုတ်ပြီ။ကျွန်တော်တို့ Slavia Praha ရဲ့ကျွန်တော်တို့ရာလတ်တွေနဲ့ပွဲတွေကိုကျွန်တော်တို့အရင်ဆုံးလေးလာကြည့်လိုက်တဲ့အချိန်မှာ2015ကန်ခဲ့တဲ့အိမ်ဝင်ပွဲစဉ်တွေမှာဆိုရင်16ပွဲလုံးတပွဲပဲရှုံးထားပါသေးတယ်။၄ပွဲတည်နေကြံဆက်၄ပွဲလုံးဒါအိမ်ဝင်ကဂိုးရောကြေးပါအောင်ထားတာကိုကျွန်တော်တို့တွေ့ထားရပါတယ်ဗျ။ ဒါဘာသာတို့လည်းစဉ်းစားလို့ရအောင်ပါဒါကိုကြည့်ချင်းအဖြစ်စလာဗီယာပါဟာအသင်းဟာတော်တော်လေးကိုနောက်ခံရောဒါတိုက်စစ်ရောအလေတန်းရောဒါဘယ်လက်ညီညီဖောင်နေချင်းရှထားတဲ့အသင်းတသင်းဆိုတာလုံးဝညင်းလို့မရပါဘူးဗျဟုတ်ကဲ့ပါကျွန်တော်တို့အာဆင်နယ်ကတော့ကျွန်တော်ထွထွေထူးထူးကျွန်တော်မပြောတော့ဘူးအာကြီးပွဲတွေလည်းဒါအားလုံးသိထားကြပြီပဲဖြစ်တယ်ကျွန်တော်တို့တစ်ချက်ရှိတာအာဆင်နယ်ကိုတစ်ချက်သတိထားပြီးကြည့်ရမှာကနောက်ဆုံးဒါအဝေးကွင်းကန်ခဲ့တဲ့၅ပွဲမှာဆိုရင်ကျွန်တော်တို့အများဆုံး ဒါနှလုံးမဲ့တွင်ထားတာကိုတွေ့ထားရပါတယ်။ဘရာသာတို့ထပ်ပြီးတော့မြင်သာအောင်စဉ်းစားလို့ရအောင်ပါဗျ။အဲ့တော့ဟတ်တူအတွေ့ဆုံမှုကိုကျွန်တော်တို့အမကြည့်တော့ဘူး။တွေ့ဆုံမှုကလည်းကြာပြီဖြစ်တဲ့အတွက်ထည့်မစဉ်းစားတော့ပါဘူးဗျ။ဟုတ်ပြီကျွန်တော်တို့ခြေတန်းဘက်ကိုကျွန်တော်တို့ထပ်ပြီးတော့သွားကြည့်လိုက်မယ်။ခြေတန်းကလက်ရှိနှလုံး90နိုင်ခြေပါ။အာဆင်နယ်အဝေးကွင်းကနေပြီးတော့ခြေကျော်ပေးထားတာဖြစ်ပါတယ်။ကျွန်တော်တို့အဲ့တော့အဲစဉ်းစားစရာဖြစ်လာပြီဗျ။ စလာဗီးယားပါဟာအသင်းကလည်းကျွန်တော်တို့အစောကပြောခဲ့သလိုပဲဖောင်ဒေးရှင်းကောင်းကောင်းနဲ့တည်ဆောက်ထားတဲ့အသင်းဖြစ်ပါတယ်အိမ်ဝင်းပွဲတွေမှာဆိုလည်းတော်ဒါစွားတဲ့အသင်းဖြစ်ပါတယ်ဗျအဲ့တော့ခြေတန်းအရာအာကြီးနှလုံးသွင်းမှရမှာဖြစ်ပါတယ်အဲ့တော့အစောကကျွန်တော်ပြောခဲ့သလိုပဲအာဆင်နယ်အဝေးကွင်းပွဲတွေမှာအသင်းကြီးတွေရောဒါအသင်းလက်တွေရောအသင်းငယ်တွေရောကိုဒါအများဆုံးနှလုံးမဲသွင်းထားတာကိုကျွန်တော်တို့တွေ့ထားရပါတယ်ဒီပွဲစဉ်မှာလည်းအများဆုံး ဒါနှလုံးအသာလောက်ပဲဖြစ်နိုင်နေရှိတယ်လို့တော့ကျွန်တော်ခမန်းသုံးသပ်မိပါတယ်။အဲ့တော့ဒီပွဲစဉ်မှာ Slavia Praha ရဲ့အိမ်ခွင်းအားကောင်းမှုရဲ့16ပွဲလောက်ပေါ့နော်16ပွဲလောက်မှာတပွဲသာရှုံးသားပြီးတော့ကြံပွဲတွေတရည်နဲ့အနိုင်ရလက်တွေကိုကြည်ကျင်းအားဖြင့်ဖောင်ဒေးရှင်းကောင်းကောင်းတိဆောက်ထားတဲ့ Slavia Praha ကအိမ်ဝင်းကနေပြီးတော့ Arsenal လို့အသင်းကြီးမျိုးကိုဒါဂိုးမပေးအောင်ဘလို့ပဲဖြစ်ဖြစ်ဒါကကွယ်ထားနိုင်လောက်မှာဖြစ်ပါတယ်ဗျ ဒါအများဆုံးနှစ်ကိုအတလောက်ပဲပေးနိုင်တယ်လို့တော့ကျွန်တော်တော့ယူဆသုံးသပ်မိပါတယ်ကျွန်တော်ဂိုးပေါင်းကြီးကိုထပ်ပြီးတော့ကြည့်မယ်ဆိုဂိုးပေါင်းကြီး၃လုံး90နိုင်ကြီးနဲ့ဒါကျွန်တော်သုံးသက်ချက်အရာအဲဒီပွဲမှာဒါဂိုးအောက်ဖြစ်နိုင်ကြီး85ရာခိုင်နှုန်းလောက်အထိရှိထားပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်စိတ်ကြိုက်ပွဲကောင်းတွေနဲ့မောင်းကတ်တွေကိုရယူဖို့လေ Telegram channel လေးကို join ထားဖို့တိုက်တွန်းခြင်းပါတယ်။ဟုတ်ကဲ့ပါကြီးစုသူအရောက်ရှင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းတွေနဲ့အားလုံးပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်ကိုကြိတ်ဆုတောင်းပေးလိုက်ပါတယ်ဗျ။